ားလုံးမင်္ဂလာပါကျွန်တော်တက်ဖိုက်စီစဉ်ကနေပြန်လည်ပြီးတော့ကြိုးစလိုက်ပါတယ်ဒီနေ့မှကျွန်တော်ပြောပြပေးသွားမယ့်ဖုန်းကတော့ Nothing Phone 38 Pro ဖြစ်ပါတယ်ဒီဖုန်းရဲ့ first impression ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကလုံးဝစက်ရုပ်လိုလိုဒီဇိုင်းထုတ်ထားပြီးတော့လုံးဝလူငယ်ဆန်တဲ့ဒီဇိုင်းမဲကလုံးဝဆန်းပြီးတော့ဘယ်ဒီဇိုင်းမျိုးမှမတွေ့ရသေးတဲ့ပုံစံကိုထုတ်လုပ်ပေးထားတယ် ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒါလုံးငယ်ဖုန်းဖြစ်တဲ့အတော့ကိုသူ့မှာပါဝင်တဲ့ chip set ဆိုလို့ရှိရင် Snapdragon 7S Gen 3 4nm ကိုအသုံးပြုပေးထားတယ်။သူ့ရဲ့ GPU အနေနဲ့ဆိုရင်တော့ GPU Adreno 710ကိုအသုံးပြုပေးထားဖြစ်ပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ battery ဘိုင်း battery ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်က battery capacity ရကျွန်တော်တို့9000 mAh ပါတယ် charging sporting အနေနဲ့ဆိုလို့ရှိရင်လည်းသူက 50W ထိ sporting ပေးထားတာဖြစ်တယ်ဆိုတော့သူ့ရဲ့ဒါအာတွင်းချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့0 to 100%မှာအနည်းဆုံးတော့ဒါတနိုင်ဝင်းချင်တော့ကြာမယ်ပြောမယ်ဆိုလို့ရှိရင်တော့တို့ဒါကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ဒီထက်နည်းနည်းလေးပိုပြီး charging sporting ကို67 watt တို့အဲဒီထက်ပိုပြီးနည်းနည်း80 watt တို့ဘာလို့ စပိုတင်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့မိနစ်40လောက်ပဲအားသွင်းရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးကိုပို့ပြီးတဘောကြမယ်မှာအမှန်ပဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ RAM နဲ့ storage တွေကြည့်မယ်ဆိုလို့ရှိရင်လည်းသူက RAM 8နဲ့ RAM 12ဆိုပြီးသူကနှစ်မျိုးရွေးချယ်လို့ရတယ်အဲ storage ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက RAM 8မှာဆိုရင် 128K နဲ့ 256K နှစ်မျိုးထပ်မယ် RAM 12မှာဆိုရင်တော့ကျွန်တော်တစ်မျိုးပဲ256တစ်မျိုးပဲထပ်မှာဆိုတော့ရွေးချယ်စရာကကျွန်တော်တို့၃မျိုးလောက်ပဲရှိတယ် အဲနောက်တစ်ခုကျွန်တော်တို့ကြည့်ရမယ့်အပိုင်းကတော့မဖြစ်မနေကင်မရာဘိုင်းလည်းထည့်ပြောမှရမယ်ဒီဇိုင်းဘိုင်းလည်းကောင်းတယ်ဘက်ထရီဘိုင်းလည်းမဆိုး graphic ကိုကျွန်တော်တို့ chipset တွေရောကောင်းနေတယ်ဆိုပေမဲ့ကင်မရာဘိုင်းကတော့ဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တို့ကြည့်ကိုကြည့်ရမယ်တဲ့မှာပါတယ်ဆိုတော့ကင်မရာဘိုင်းအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင် main camera တော့သုံးလုံးရှိတယ်သုံးလုံးမှာတော့နှလုံးက50 megapixel အဲ့ဒါအပြင်ကတော့ ultra wide ကတော့8 megapixel ဆိုတော့သိုးတော့မဆိုးဘူးဒါပေမဲ့အရင်ကောင်းတဲ့ထဲလည်းမပါဘူးအရင်ဆိုးတဲ့ထဲလည်းမပါဘူးပုံမှန်လောက်ပဲဆိုတော့အဆင်ပြေတယ် အဲ selfie camera မှာဆိုရင်လည်းသူက50 megapixel sporting ပေးထားတာဖြစ်တဲ့အတွက်ကိုမှတော်တော်လေးဥမာကောင်းတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ video resolution အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ video resolution ကသူကကျွန်တော်တို့ selfie မှာ main မှာနှစ်မျိုးလုံးကကျွန်တော်တို့ 4K 30 fps sporting ပေးထားတာဖြစ်တဲ့အတွက်ကိုလုံးဝဂိမ်းစောတဲ့နေရာမှာရောကျွန်တော်တို့ရုပ်ရှင်တွေကြည့်နေတဲ့နေရာမှာရောလုံးဝကြည်လင်ပြတ်သားမှုကအကောင်းဆုံးပဲ။ ဆိုတော့အခုပြပြပေးသွားတဲ့ Nothing Phone 3A Pro ဆိုလို့ရှိရင်တော့သူ့ရဲ့ဈေးတန်းဝင်ကျင်က Euro 459မှာရှိနေပြီးတော့ကင်မန်စင်းတို့ဘာညာလည်းမြောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူက30ကျော်ဝင်ကျင်မှာရှိနေလိမ့်မယ်။အပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကကျွန်တော်တို့က2025လာမယ့် Max လအတွင်းမှာထွက်မှာဆိုတော့တကယ်လို့တော့ကျွန်တော်ဒီဖုန်းထွက်လာတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့လက်သေးကိုရာရောက်ခဲ့မယ်ဆိုရင်ပေါ့ဗျာဒီချက်ပုံပြီးတော့ဒီနေ့ကြကြ review လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဘာဖြစ်ဖြစ်ပါအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ပြန်လည်ဆုံးတွေ့ကြနေ။ See you guys.